ာလေကွာငါဘာတကနေမကောလို့ချွေးအောင်နေတာကွာဟုတ်တယ်ဟာမင်းကောလာမရှိနဲ့ဒီလောကတွေစောင့်ဝင်လာတော့ဆိုနေရတယ်ကိုကျဲတို့ကိုသားကြီးတို့ဆိုတာကြကျွန်တော်တို့ရဲ့စီနီယာကြီးတွေသူတို့နဲ့ပဲဟိုဟိုတွေ့ကပ်ပြီးတော့ဒီမိတ်ဆက်ရတာပေါ့လေကိုသားကြီးတို့ကိုသေးတို့လည်းအဲတော့တွေ့ကပ်ပြီးတော့မိတ်ဆက်ရပေါ့ခင်ဗျအေးခင်ဗျအော်ငါ့စီအဒီ timeline ကိုသူတို့ထိမ့်သိမ်းထားတော့မယ်လေသူတို့

စာရေးလေးဖွင့်လိုက်ရင်တော့ ISA ကို9000ဝေးပါပဲမဝေးဘူး။ရှာအဲ့လိုမျိုးစာရေးတော့ခဏခဏရရ။ကြီးစားစာမဟုတ်ကြီးစားစာတော့မရဘူးပါလို့။ကြွေးကြောင်းတဲ့စာတွေ၊မိသားကစာတွေ၊ကျောင်းလာကကြွေးကြံစာတွေပေါ့တော့ခဏခဏရရ။အဲ့လိုတော့က notice တွေရောက်တဲ့နေရာမှာအဲ့လိုတော့ notice တွေရောက်စီစဉ်ရတော့ကျွန်တော်တို့အာဒီနေ့ကယုံသုံးယုံပတ်မယ်ပေါ့နော်ယုံသုံးယုံပတ်မယ်ဒါကတော့ပထမဆုံးရောက်ရှိလာတဲ့ယုံပေါ့ ဘာဖြစ်လို့ဒီလိုအစီအစဉ်လေးလုပ်ခဲ့လဲဆိုတော့အခုလိုမျိုးအလုံးခက်ခဲနေကြတဲ့အချိန်ကြီးမှာနော်ငွေကြေးကျမကြီးစီးပွားရေးခက်ခဲနေတဲ့အချိန်မှာကျွန်တော်တို့ကားလေးကိုတတိတရာတစ်ခုတ်တရာလာပြီးတော့အားပေးတဲ့တယောက်တူးတယောက်ချင်းစီကကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်တို့လာပြီးတော့နှုတ်ဆက်တာပါကျေးဇူးတင်တဲ့ဇာတ်လိုက်ကြောဟုတ်ဝမ်းသာပါတယ်ဝမ်းသာပါတယ်ဆိုတော့ကျွန်တော်တို့ကကျော်ပြည်တဲ့နေရာမှာပြည်သက်နေရာတဆင့်နေရာနဲ့ပဲတွေ့ရတာပေါ့လေရုပ်ရှင်ရဲ့သဘောတရားရဆိုပြီးလူကိုယ်တိုင်တွေ့ဖို့ကခက်ခဲတယ်ဆိုတော့ အဲ့လိုခက်ခဲခက်ခဲတဲ့မှာပဲတကယ်ဟိုအားကျွတ်မှတ်တဲ့အားပေးဖို့ရောက်လာတယ်ဟိုကကျွန်တော်ကအာရန်ကျေးဇူးတင်ကောင်းတယ်ဟုတ်အဲ့ပေါ့ပြီးတဲ့ဒီနေ့လည်းလို့လဘွန်လေးလေးဖြစ်စေလို့လည်းကျွန်တော်ကဒီယုံလေးတွေလာခဲ့ကြတာပေါ့လေအဲ့တော့အဲကိုကိုလာခဲ့ရတဲ့ရွေးချယ်လေးအထားများတယ်လို့လည်းဝန်တာတယ်ပေါ့ဖြစ်နိုင်တော့ပြင်သမားယုံနေတယ်ပေါ့ယုံနေတော့သွားကြတာပေါ့နော်လာကြည့်ရဲ့လူတိုင်းဒီလိုဒါကတော့ကျွန်တော်တို့ဟိုလမ်းကြောင်းတင်းတဲ့ယုံတွေတိုက်ဆိုင်တဲ့ယုံတွေပဲကျွန်တော်တို့သွားခွင့်ရတာပေါ့နော် ဖြစ်နေတော့အိမ်မြောင်စကားတင်ထားတဲ့ယုံတိုင်းယုံတိုင်းကပြိဿတ်တိုင်းပြိဿတ်တိုင်းတယောက်ချင်းစီတိုင်းကျေးဇူးတင်စကားလိုက်ပြောစင်တော့တော်တယ်ပါချင်းမြောက်တယ်။တန်းကြီးကဒရိုက်တာလုပ်ပြီးတော့ကျွန်တော်ကတရုပ်ဆောင်နေတဲ့ပရော်လို့ဆိုဖြစ်တာဆိုတော့တန်းကြီးကိုလည်းမြင်နေကြသူကအဲလိုရိုမန့်စတလာလေးရိုက်တတ်တယ်ဒရမာဟိုနှစ်နှစ်ကာလလေးရိုက်တတ်တယ်ဆိုတော့ဒီကော်မတီဖြစ်တော့သူ့အတွက်တော့စေခေါမှုကြီးတာပေါ့။ဒါမှလည်းအဆင်ပြေပါတယ်သူ့ကော်မတီကလည်းသူများနဲ့မတူဘဲနဲ့ဟိုနည်းနည်းလေး တက်တက်ရဲလေးနဲ့ညင်ညင်လေးသွားတဲ့ကောင်တွေမျိုးဖြစ်နေတာ။ဒီဟာကိုပါကြည့်ရတာဟိုခံစားမှုတစ်ခုဖြစ်ပါတယ်။အဲ့တော့တော့တကယ်ကိုမှတ်ချက်ပေးနေပြီ။ပြောပြောကိုရဲဝင်သွားရတာလုံးဝနောက်ကောကောမဒီလေးရိုက်ဖို့အတွက်ပန်းတိုင်းပြောတော့ကျွန်တော်ကြောက်နေတော့မှာအဲကောဟိုလိုဦးမျိုးဘယ်လိုဖောက်မလဲ အရန်ကြီးဟိုပေါ်တဲ့ဘက်ကိုရောက်သွားမှာကျွန်တော်စိတ်ပူတယ်ပြီးတော့အဲ့ဒါကိုတအားထိန်းလိုက်ပြန်လို့မကြီးရတော့မှလည်းစိတ်ပူတယ်ပေါ့နော်အဲ့ဒီနှစ်ခုရဲ့ balance ကိုကျွန်တော်ချိန်တဲ့ဘက်ကတော့ကျူးစားအောင်ပါကွာဒီကားမှာတော့ပါတဲ့တရုတ်ဆောင်တွေအကုန်လုံးရဲ့အကြံပေးမှုကြောင့်တော်လေးအဆင်ပြေမှာတကယ်ရင်ကြံပါမယ်နောက်ကိုဂျူကာနောက်ကိုခင်လိုက်ကိုနဲ့ကိုလုံးမျိုးအကုန်လုံးပေါ့နော်ပါတဲ့လူတွေအကုန်လုံးရဲ့အကြံဉာဏ်နဲ့ဆိုတော့အဲနည်းနည်းလေးတော့အဆင်ပြေသွားရပေါ့နောက်ကတော့ဘယ်လိုလာအောင်လဲမသိဘူးပေါ့ तू ကတော့ ကျောင်းတကယ်ညာကသူကဆွဲသုံးရတယ်လေဆွဲသုံးရတယ်သူသူညာလည်းပြောကြကျန်အောင်အနေတီးတယ်ပေါ့နော်မှန်တော့သူကအပြင်မှာလည်းအနေတီးတာပေါ့ online မှာရောက်လို့ရှိရင်သူ့ရှေ့ကအဲ့လိုမျိုး plot တွေအများကြီးရတယ်သူထပ်ဖြည့်ပြီးလုပ်လိုက်တဲ့ဟာလေးတွေကတော်ကောင်းပါလိမ့်ရှိဥမာကူပေါ့နေတဲ့ချူပတ်ဖြူနဲ့လည်းလာလဲဆိုတာအတူစကားပေါ့ဘလောက်ချိုးချိုးရောက်တော့ဘာမှလုံးလုံးမရဘူးအာဒီမဲ့ဘိုးကဖြူဖြူဖိုးဖိုးချိုးချိုးလေးနမိတ်မဖြူဖြူဖြူနဲ့အလားဆုံး မိမောင်ဘလို့မှမမိနိုင်ဘူးကြာစကင်မိတ်ကကတော့ကျွန်တော်တို့ဒီလိုပုံမှန်မိတ်ကပ်ကိုပဲအဲကျွန်တော်တို့စဉ်းစားတာကျွန်တော်တို့တရေကားအစစ်မဟုတ်တဲ့အတွက်ခလေးတွေပါကြီးလို့ရအောင်ရေတင်နေနဲ့ပြောရင် PG တက်ချင်းပေါ့ဗျာအဲခလေးတွေပါကြီးလို့ရအောင်တစ်ချက်တစ်ချက်လည်းလဲကြောက်စရာကောင်းတယ်ပေါ့နော်ကျွန်တော်တို့တိုင်မင်းရတယ်ဟိုစိတ်ဆိုးဒေါသထွက်သွားတဲ့ချိန်ကျရင်တော့မျက်နာတကယ်ကိုကြောက်စရာကြီးဖြစ်သွားမယ်ပုံမှန်ချိန်မှာတော့

တော့အခုပဲသားညီနဲ့ပြောနေတာဒီဟာရရင်လို့ romance လေကိုကိုလက်စားလနာလေကောင်းနေလို့ဆို drama ကိုနည်းနည်း challenge ဆိုပြီး heavy drama ရိုက်ပါလားလို့တန်းပြီးတော့ပြောတာပြောတူလည်းသူသူလည်းရည်ရွယ်ထားရှိတယ်ဆိုတော့ drama ရိုက်ကြမယ်ဟုတ်ကဲ့ပါဘီပရိသတ်ကိုစဉ်းစားရအောင်လုပ်မယ်ပေါ့ဟုတ်ပါဘူးစဉ်းစားရအောင်လုပ်တယ်ဆိုတာထက်လေတခုခုလေးဖြစ်သွားပြီစဉ်းစားပါရတာတခုရတာတခုရင်းနေဒီဒီကားလေးမှာဆိုလို့ရှိရင်လေညာကျွန်တော်ဘာလေးကြိုက်လဲဆိုတော့ကြံ့ပြောစကားလေးကြိုက်တာလူဟာ မသေးခင်မှာကိုလှုပ်ရှင်တာလေးတွေကိုရဲ့ဝါသနာတွေရည်မှန်းချက်တွေအိမ်မက်တွေအကောင့်တွေပေါ်ကြပေါ့နော်ပြီးသွားပြီးဘာမှလုပ်လို့မရဘူးကအဲ့စကားလေးတခွန်းကိုကျွန်တော်တော်ကြိုက်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့စိကိုသေးရတော့ तू ကအများကြီးစီနီယာကြတာပေါ့ကြီးကျွန်တော်တို့ဒီလောကတွေစောင့်ဝင်လာတော့ဆိုနေရတယ်ကိုသေးတို့ကိုသားကြီးတို့ဆိုတာကကျွန်တော်တို့ရဲ့စီနီယာကြီးတွေသူတို့နဲ့ပဲ ဟိုဟိုတွေ့ခဲ့ပြီးတော့ဒီမိတ်ဆက်ရတာပေါ့လေကိုသားကြီးတို့ကိုသေးတို့လည်းအဲတော့သူတွေ့ခဲ့ပြီးတော့မိတ်ဆက်ရပေါ့အာဘာလဲကွာငါ့ဘာသာကနေမကောင်းလို့ချွေးအောင်နေတာကွာဟုတ်ကဲ့မင်းကောလာမရှိနဲ့အဲ့တော့ဘာပြောပြောဒီမှာလဲသူတို့ရဲ့ဒီအမှုပညာဖြတ်သန်းတဲ့ diamond တစ်ခုကလည်းတင်းတောင်းတင်းနေရှိခဲ့တာဆိုတော့အခုချိန်ကြီးလဲသူတို့အဲ့ဟာဟိုဟိုဒီ timeline ကိုသူတို့ထိမ့်သိမ်းထားတော့မယ်လေသူတို့ဖန်တီးတဲ့အမှုပညာကသူတို့ရဲ့ဟို ဝိညာဉ်တွေကဟိုတိတ်ခါရှိပါနေဆိုတော့အဲ့တော့လည်းကုန်ပြီပါတယ်ခင်ဗျအေးတင်ညာโอ้โหငါစီအောင်ဘလောက်กว่าလဲအတက်ကတော့သိမှုกว่าလို့ဆိုတာ။အတက်ကမကွာ။အတက်ကသိမှုกว่า။အဲအဲ့ဒါတော့กว่าတာပေါ့။กว่าတာပေါ့။ကိုကျန်ကဟိုဟိုတချင်းစုသေးတယ်ကိုကျန်ကတချင်းစုတယ်ပြီးရင်ပွဲကသေးရ။ပွဲကပြီးမှရုပ်ရှင်နဲ့ရောက်တာဆိုတော့ကိုကျန်ကတချင်းစုနေတော့ပွဲကအဲပွဲကနေတော့မှပြုတ်ဆောင်ဖြစ်နေတာကျွန်တော်ပြုတ်ဆောင်ဖြစ်နေပြီ။ ဟိုကဟိုတဲကဒီရုပ်ရှင်လောကရောက်နေတာပေါ့လေကိုကျန်အဲ့ဟိုဘဝနှစ်ခုပြီးမှကိုကျန်ချိန်ပေါက်ပြီးရောက်တာဆိုပြဆက်မူပြနည်းနည်းလေးကြံသေးတာပေါ့နော်စစချင်းရတော့ဒါ tracking ချင်းဆိုတော့ porting ပြောလို့ရဒါပေမဲ့နောက်ပိုင်းသူရဲ့ change ဆိုတာကြောက်ဖို့ကောင်းတယ်လေနော်ဒီရုပ်ရှင်သဘောကိုသူနားလည်သွားခြင်းပါမူပြအရန်ကောင်းသွားလို့အကယ်မီတောင်ရပြီဗျာကျွန်တော်တင်နေတယ်အဲ့လိုမျိုးတော့မရှိပါဘူးကျွန်တော်တို့စဆုံတဲ့ကားတော့လည်းပြဆက်နဲ့ပတ်သက်တဲ့ကားတွေဟုတ်တယ်ဟုတ်တယ် အဲ့အဲ့ပုံစံပဲကကကဆိုတော့လေတရွာလုံးကအဲ့လိုဇက်ဇက်ကြိုက်တဲ့ရွာဆိုတော့လေရောသွားတာပေါ့ကျွန်တော်ကအပြင်မာတွေကလည်းတကယ်ချင်းဖြစ်နေတာခင်ကျောင်းကျောင်းမာတွေကတကယ်ချင်းဖြစ်နေဆိုတဲ့အခါကျတော့လေအဟီးဟားနေပြီးသွားပါဘူးကျောင်းမတဲ့ကတကယ်ဟုတ်တယ်ကျွန်တော်တပုံကအော်တပုံ စကြောင်းတွေကဒီလိုမျိုးအေးကြတယ်ပေါ့နော်တကယ်ချင်းအဲ့အေးရကျွန်တော်တို့ကအရင်လူဦးလူရေးလေးတိတ်သိလာကြလေအမတ်တရားပြောပါဦးကျောင်းတော့ဘယ်လိုအဲ့လိုမျိုးအရင်တော့မေဂျာမတူတော့အရင်တော့အတွင်းမျိုးဟုတ်သူကကိုဇော်နိုင်ဝင်နဲ့မေဂျာတူဟုတ်တယ် chemistry ကျွန်တော်ကမရှိဘူးသူတို့နှစ်ယောက်က chemistry အကွာကျွန်တော် geology geology အာနားတွေ့ရတွေ့ပြကြကျွန်တော်အဲ့ဘောဟိုဘောကျောင်းဟိုဘောတက္ကသိုလ်တက်တဲ့နှစ်အတူတူပဲဖြစ်နေတာလေမေဂျာမတူတော့တော့တဝင်းထဲမှာတော့ရှိနေကြတယ် ကျောင်းပြချက်ကောင်းတယ်ဗောကျောင်းပြချက်ကောင်းတယ်ဗောကိုကျန်ရတော့ဗျာကိုကျန်ကကျောင်းကျောင်းတက်လားကျွန်တော်ကျောင်းတက်နေတော့ဘာမှမလုပ်ဘူးအဲ့တော့တိုင်းရစီနီယာအများကြီးကြာပြီကျွန်တော်ကျောင်းတက်ပြီးမှကျောင်းပြီးကျောင်းနားလိုက်မှကျွန်တော်ကအချင်းစားဆိုတာပြီးမှကျွန်တော်ပွဲကတာပြီးမှကျွန်တော်ရုပ်ရှင်တွေသူအများကြီးအများကြီးတိုင်းလိုက်သူကအများကြီးဆုံးအဲ့တော့စတော့မှာဘောကိုကျန်မတော်ပါဘူးမတော်ပါဘူး ကျောင်းပုံမှန်တက်တယ်ဆိုတော့စာတော်တွေထဲကျောင်းပုံမှန်ပဲတွားတာစာပုံမှန်လုတ်တဲ့ထဲမှာမပါဘူးဟုတ်ကျောင်းတက်ရတာပဲပြောတာစာတက်ရတာပြောရတယ်မပါဘူးဟုတ်တယ်ဟုတ်တယ်ကျောင်းတက်တယ်ဆိုတာလေနေ့တိုင်းကျောင်းတော့ကိုတွားမယ်ဆိုတော့ဥပဒေတရားတစ်ခုကြောင့်သာရောက်အောင်တွားလိုက်တာပြီးရင်ပြန်လာတယ်ဒါပဲဒါနေ့နေ့ဒီလိုအလုပ်ထဲမှာဒါမဖြစ်မနေလောက်လို့လုတ်ပေးနေတာပေါ့လေ ပြီးတယ်ဗျဟိုမျိုးပေါ့စာအေးလေးဖွင့်လိုက်တော့အီစာကို၉၀၀ဝေးပါပဲမဝေးဘူးအရှာအရှာအဲ့လိုမျိုးစာရတော့ခဏခဏရတယ်စီစာစာမဟုတ်စီစာစာတော့မရဘူးပါလို့ကျွေးတောင်းတဲ့စာတွေမိသားကစာတွေကျောင်းသားကကျွေးကြံစာတွေပါတော့ခဏခဏရတယ်အဲ့လိုတော့က notice တွေရောက်တဲ့အတိတ်တော့ပါအဲ့လိုလိုတော့ notice တော့ရောက်တယ်ကိုကြောက်အောင်အဲ့လိုစာရောက်သေးလားမရဘူးကျွန်တော်ကျွန်တော်လည်းဘယ်နေရာသူတို့လိုက်ပေးရမှသိပါဘူးကျောင်းထဲမှာတော့ရှိနေဘယ်နာရှိနေလဲကိုကိုယ်လည်းမသိဘူးဘယ်နာရှိနေလဲ ကျောင်းတက်နေရောပြန်ဟုတ်တယ်သွားတော့သွားလိုက်တယ်ပြန်လည်းပြန်လာတယ်အမြဲကန်တင်းရောက်နေတဲ့အဖွဲ့အစည်းအဲကန်တင်းကတော့ထိုင်တယ်ဟိုသမီးစားကျင်တော့ထိုင်တယ်အမြဲတော့မရှိဘူးကန်တင်းမှာကျွန်တော်ကကျွန်တော်လည်းဘယ်နာရောက်နေမှမသိဘူးကျောင်းလည်းကျွန်တော်တို့အာဆက်စပ်ရအားလုံးခက်ခဲနေကြတယ်ဆိုတာသိပါတယ်အာအင်တကာထွက်ဖို့ခက်ခဲနေကြတယ်ဆိုလည်းသိပါရာသီဥတုကလည်းအရန်ပူပါတယ်ဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာလာကြည့်ပေးကြတဲ့တူတူတယောက်ချင်းညီလာအောင်လည်းကျေးဇူးတင်ပါတယ် မလာကြည့်တဲ့လူတွေအကောင်လုံးကိုလည်းနားလဲပါတယ်ကျွန်တော်တို့စူးစမ်းမှုလေးကိုနည်းနည်းပါးပါးအသိမှတ်ပြုရဲဆိုရင်တော့ကျေးဇူးအများကြီးတောင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုနပြောသလိုပေါ့ကျွန်တော်ဒါသေးကားတွေကြားရမှာမှယဉ်ကြီးလေးနဲ့မိသားစုလိုက်ပြောပြောရွှေရွှေကြီးမျိုးလေးကြည့်လို့ရမယ်တဲကားလေးဖြစ်ပါတယ်အဲ့လိုပုံစံမျိုးကိုရတဲ့တော့အများဆုံးဖန်တီးထားတဲ့တဲကားလေးပါတော့ကျွန်တော်တို့ဒီအင်းမြောင်တဲကားလေးကိုဒါအားလည်းရလေးမှာမိသားစုပန်းဖြေပြီးအနေနဲ့လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါ